ချင်းလေဆိုဒီသချင်းကိုရေးတဲ့တငယ်ချင်းဖိုးဆန်ကအဲသူကဒီအလုတ်တစ်ခုနဲ့ပေါ့နော်သူတရောတရောပွဲတစ်ခုနဲ့သူနေကိုနေတနေကိုရောက်သွားတဲ့အချိန်မှာသူတောင်ချေရင်မှသူရေးခဲ့တယ်လို့ပြောတယ်ခင်ဗျာအဲဒီအမှတ်တရပေါ့နော်ဒီသချင်းဖြစ်ပေါ်လာဖို့ကျွန်တော်ရှင်းပြရတာပါချိန်တန်ပြီဆိုစပါးကင်းများမဲ့ဆိုအိမ်ပြန်ကြည့်ဆိုစနီးကြောလေးကကြိုး ကဲဒီသချင်းကကျွန်တော် YouTube မှာတင်ထားတာလည်းကြာပြီပေါ့နော်2019ဘာမို့2018လောက်တည်းကထင်တယ်ခင်ဗျအာအဲ့ဒီသချင်းကိုလည်းကြိုက်ကြတယ်နောက်သချင်းတွေလည်းရှိတယ်ပေါ့နော်အခုအစ်စ်တွေလည်းကျွန်တော်ထုတ်ဖို့အာကျွန်တော်ဂျာတ်မှာလည်းစူးစမ်းထားတယ်လည်းရှိတယ်ဟိုဂျာတ်မှာလည်းနည်းနည်းဟိုအလူပြန်လောက်ကရထားတယ်လို့ဖြစ်သွားတော့အခုမှကျွန်တော်ပြန်စလုပ်နေတယ်လို့ပြောလို့ရတယ်ခင်ဗျအစ်စ်တွေကျွန်တော်ထွက်လာတဲ့ခါကြာလို့ရှိရင်အပေးကြပါဦးလို့ခင်ဗျဟာ လို့တော့မရှိဘူးကျွန်တော်ကတေးဥဆောင်နဲ့အစိုးရလေပို့လင်းပြောကျွန်တော်ကနှစ်ခုလုံးဘယ်ခြေနဲ့ညာခြေလို့ပဲကျွန်တော်ဘာမှမစွန့်လွတ်နိုင်ဘူးတော်ကဟိုပြိတ္တတွေတိရတိုင်းအများကြီးအာလိတ်ဟာနေကြာရေပေါ့နော်အမှုပြလှူရှာမှုကကိုဗစ်ကာလတည်းကတခြားမလုပ်ဖြစ်တော့တာလို့ပြောလို့ရတာပေါ့အဲကြားမှာကြောင်ကြလေးရိုင်းလိုက်တခြင်းလေးတစ်ခါတလေတပုံးတစ်ပုံးလောက်ထွက်လိုက်တလောက်ပဲရှိခဲ့တာဆိုတော့လေ ဇလန်တွေရောရွှေရှင်ရောကျွန်တော်မရိုက်ဖြစ်ခဲ့တာလည်းကြာပြီဆိုတော့အာတခြင်းအစ်တတွေကတော့ကျွန်တော်ထွက်လာဖို့ရှိတယ်ခင်ဗျာဇလန်တွေကတော့ကျွန်တော်တချို့ကန်လန်ထားတာတော့ရှိတယ်ဒါပေမဲ့ကျွန်တော်အလုတ်ဖြစ်မလုတ်ဖြစ်ဆိုတာကတော့ကျွန်တော်လုတ်ဖြစ်တဲ့ကကြာလို့ရှိရင်ပြောပါအောင်ခင်ဗျာဟုတ်ကဲ့ဟိုကျွန်တော်ရဲ့တခြင်းလေးငင်းကြဲတဲ့ရွာလေးဆိုတဲ့တခြင်းလေးပါဒီတခြင်းလေးကကျွန်တော်အတွက်တော်တော်မှတ်တရရှိပါတယ်ရှိတယ်ဆိုတော့ကျွန်တော်ဒီအလူပြရာတော့မလုတ်သေးဘူးဗျအဲ့တော့လေတက်တူចောင်းသားဘွားပဲရှိသေးတယ်ကျွန်တော်တငယ်ချင်းကိုစံပေါ့နော်အဲ အတချင်းရေးတယ်သူကတရော့ဆရာလဲတရော့ဆရာပေါ့နော်ဆိုတော့အော်တက်ကတူចောင်းသားပေါ်တွေကသူကစတူဒီယိုမှာကျွန်တော်တို့အဲ့တော့ចောင်းသချင်းလေးတစ်ပုတ်လောက်ကြရပြီလောက်ကြရင်းနေသူအဲ့သချင်းလေးကိုကျွန်တော်တပိုက်လေးကျွန်တော်ဆိုပြဆိုပြတကယ်ချင်းလို့ဒီသချင်းငါလူပြာလုတ်ဖြစ်တဲ့ခါကျလို့ရှိရင်မင်းသချင်းကဆိုကျင်နေကွာအဲ့တော့ငါကငါမင်းပြစ်ဆိုဆိုတဲ့ခါကျတော့အဲ့လိုအဲ့လိုအဲ့လိုရှိခဲ့တယ်ပေါ့နော်နောက်ဆုံးကျွန်တော်2019လောက်တုန်းကဒီ My Better Half ဆိုတဲ့ event ထွက်ခဲ့တယ်အဲ့တုန်းကပါတယ်ပေါ့နော်အဲ့ထွက်တဲ့ကလည်းပြည်သက်တွေ ် MTV ထွက်တဲ့ကလည်းကြိုက်ကြတယ်။ကြိုက်ကြပြီးတော့နောက်ဆုံးအဲဆရာဦးတီကြီးကနေတစ်ဆင့်ဒီ MRT ဘက်ဇလန်တက်မှာတင်းစောင်းနေတဲ့တစ်ဆင့်လေးသုံးကျင်တယ်လို့ကန်လန့်လာတဲ့ခါကျတော့အဲကျွန်တော် GGV နဲ့ပဲဆရာနဲ့အဲပေးသုံးခဲ့ရမနော်ဟုတ်ကဲ့ပါဗျာဟုတ်မဟုတ်ဘူးဗျာဒီတစ်ဆင့်အစတည်းရှိပြီသားရှိပြီသားဆိုတော့ဒီတစ်ဆင့်ကိုရေးတယ်တငယ်ချင်းဖိုးဆန်ကအဲသူကဒီအလုတ်တစ်ခုနဲ့ပေါ့နော်သူတရောတရောပွဲတစ်ခုနဲ့သူနေနေတနေကိုရောက်သွားတဲ့အချိန်မှာသူတောင်ချေရင်းမှာသူရေးခဲ့တယ်လို့ပြောတယ်ခင်ဗျာ ဲ့အမှတ်တရပေါ့နော်ဒီသင်းဖြစ်ပေါ်လာဖို့ကျွန်တော်ရှင်းပြရတာပါဆိုတော့အဲကျွန်တော်ရဲ့ဇလန်တော့မဟုတ်ဘူးသူခံစားချက်နဲ့ရေးခဲ့တဲ့သင်းလေးပါခင်ဗျာဟုတ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဗျာโอเคဒီသင်းကကျွန်တော် YouTube မှာတင်ထားတာလေကြာပြီပေါ့နော်2018ဘာမို့2018လောက်တည်းကထင်တယ်ခင်ဗျာအာအဲ့ဒီသင်းကိုလည်းကြိုက်ကြတယ်နောက်သင်းတွေလည်းရှိတယ်ပေါ့နော်အခုအစ်စ်တွေလည်းကျွန်တော်ထုတ်ဖို့ကျွန်တော်ဂျားမှာလည်းစူးစမ်းထားတာလည်းရှိတယ်ဟိုဂျားမှာလည်းနည်းနည်း ဟိုအလူပြေအလုတ်ကရက်ထားသလိုဖြစ်သွားတော့အခုမှကျွန်တော်ပြန်စလုပ်နေတယ်လို့ပြောလို့ရတယ်ခင်ဗျအစ်တတီကျွန်တော်ထွက်လာတဲ့ခါကျလို့ရှိရင်အပေးကြပါဦးလို့ခင်ဗျဟာအဲ့လိုတော့မရှိဘူးကျွန်တော်ကသေဥဆောင်နဲ့အစိုးရလေပုပ္ပလင်ပြောကျွန်တော်ကနှစ်ခုလုံးဘယ်ခြေနဲ့ညာခြေလိုပဲကျွန်တော်ဘာမှမစွန့်လွတ်နိုင်ဘူးပုပ္ပလင်ပြောရင်ရင်းနေကတော့ကျွန်တော်ကဒီသေဥဆောင်စလုပ်ခဲ့တယ်ပေါ့နော် MRD4 မှာကျွန်တော်ဇလန်တို့တွေအဲဒါနေနဲ့ရိုက်ခဲ့တယ်ဒါပေမဲ့တချင်းကလည်းအဲတုန်းကအာရှေ့မှာကျွန်တော်က2013 14လောက်တည်းကကျွန်တော်က အာတငယ်ချင်းပူပိုးပောင်းနဲ့အခုအာ feature ring တွေဆိုပြီးတော့အဲ့တော့ကလည်း MTV ပဲပောက်ခဲ့တာရှိတယ်။ဒါပေမဲ့ဆက်မလုပ်ဖြစ်ဘူးပေါ့နော်။ဒါပေမဲ့နောက်ဆက်ခွန်လောက်မှကျွန်တော်ခွေထွက်နိုင်ခဲ့တယ်။အခုခွေထွက်တဲ့ချိန်မှာလည်းအဲ့လိုမျိုးခွေကိတ်တွေပြတ်သွားတာဘာညာနဲ့ single song လေးတွေပဲနောက်ပိုင်းထုတ်ပြတယ်ပေါ့နော်။အခုနောက်ပိုင်းအာကျွန်တော်လုပ်ထားတဲ့ဟာလေးတွေကတော့ကျွန်တော်စိတ်တိုင်းကြတော့ကျွန်တော်စူးစမ်းထားတာခင်ဗျ။အအစ်စ်တွေထွက်လာဖို့တော့ရှိပါတယ်။အဲတရုတ်ဆောင်ပိုင်းမှာလည်းကျွန်တော်အခုကြော်ညာလေးတွေတော့ဖြည်းဖြည်းချင်းပြန်ရိုက်ဖြစ်နေပေါ့နော်။ဇလန်တွေပြန်ရိုက်ဖြစ်လာတယ်